ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတံလွင့်ဌာနမှဒင်းတိအပ်တော်တမချန်းအစီအစဉ်များကိုအတံလွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။တောရရှိမြခင်ဗျာ။လူဆိုရာလူယုံသတ်မှတ်သေးတယ်ဆိုတဲ့စကားရှိပါတယ်။ရှမာသက်ခရစ်ဝင်ကျမ်းအခန်းကြီး26 အခန်းငယ်၁ကနေအခန်းငယ်၃၀အထိကိုဒီကနေ့သင်သိရတော့တမချန်းစီစဉ်မှာလေ့လာမှာဖြစ်ပါတယ်။ဒီခရစ်ဝင်ကျမ်းအခန်းကြီး26ရဲ့အဓိကအချက်တွေကတော့ခရစ်တော်ကားတိုင်းကိုတင်းပြီးအသက်မခံရဖြစ်နောက်ဆုံးဖြစ်ခြင်းအကြောင်းအရာတွေပဲဖြစ်ပါတယ်။အဲ့ဒီအထဲမှာတော့သူ့ကိုဖမ်းဆီးဖို့ကြံစီကြဖို့ဘေသနိယွာသူ မာရိကခရစ်တော်ကို စီမွေးငံ့တာနဲ့လိမ့်ကြံပေးဖို့ယူရရှခာယုတ်ရဲ့အကြောင်းသခင်ဖျားရဲ့ ညစာစားပွဲကြီးပေတရုရဲ့အကြောင်းရေသရှိမန်ဥယျင်တွေကရင်းနှင်းပွဲညတညဟန်းစည်းခြင်းနဲ့တရားစီရင်ခြင်းဆိုတဲ့အချက်တွေပဲဖြစ်ပါလေဒီကျမ်းဟာရှင်မသက်ခရစ်ဝင်ကျမ်းတွေထဲမှာအရှိလျားဆုံးသောကျမ်းဖြစ်ပါလေဒါပေမဲ့ဒီကျမ်းရဲ့အငယ်30အရောက်မှာခါပြတ်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပြီးတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး15 16 18တွေတဲကတချို့အပိုင်းတွေကိုအဲ့ဒီနေရာမှာထည့်သွင်းနိုင်မှာဖြစ်ပါလေ နောက်ထပ်တွေ့နိုင်တဲ့အခန်းဆက်ဖြတ်တောက်မှုတစ်ခုကိုအငယ်58အစမှာတွေ့ရပြန်လာတယ်။ဒီအပိုင်းဟာယေရှုကိုဘာသာရေးခေါင်းဆောင်တွေကတရားစစ်ဆေးတဲ့အပိုင်းကိုကြီးသန့်ခွဲထုတ်နိုင်တဲ့အကြောင်းတွေ့ရပါတယ်။ဒါတွေကတမန်ကျမ်းစာကိုစီစဉ်တဲ့လူတွေကစာဖတ်သူများအတွေ့ကျမ်းတစ်ခုထဲမှာဇလန်းရဲ့စာကိုယ်တွေအများကြီးထည့်သွင်းပြီးအရေးကြီးတဲ့တမန်မှတ်တိုင်တွေကိုပြင်းပြန်စွာဖတ်ရှုလိုက်ရအောင်စီစဉ်ရင်းနဲ့မသိမသာ အဆက်ပြတ်မှုကလေးတွေဖြစ်ပွားသွားစေခဲ့တာတယ်လို့ကျွန်တော်ထင်ပါတယ်။အခုကျန်းရဲ့အဖြစ်အပျက်အသေးစိတ်အကြောင်းအရာလေးတွေဟာကားတိုင်းလမ်းစီကိုဥတီညွှန်ပြနေပါတယ်။ဒီကျန်းကိုဖတ်ရှုရမှာအပေါ်ယံလှော်ကိုသာမြင်တတ်တဲ့လူတွေအဖို့ခရစ်တော်ဟာအခြေအနေဆိုးကြီးကိုမထိန်နိုင်တယ်လို့ညှက်ဘူးညှက်ပိတ်ခံနေရပြီဆိုတဲ့ပုံစံမျိုးကိုမြင်ရမှာဖြစ်ပြီးတော့သေးသေးချာချာစိတ်ဆက်ဖတ်ရှုဆင်ခြင်နှလုံးသွင်းမယ်ဆိုရင်တော့ခရစ်တော်ဟာဒီအခြေအနေဆိုးအလုံးကို သူကိုယ်တိုင်ဥဆောင်သွားနေတယ်။သူဟာကားတိုင်းနဲ့နီးကပ်လာလီလီဘယင်တကာတို့ရဲ့ဘယင်အဖြစ်ပြည်ပြင်းလာလီလီဆိုတာကိုတွေ့ရမှာဖြစ်ပါလေ။အခုရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီး26နဲ့အခန်းကြီး29ထဲကမှတ်တမ်းမှတ်ရတဲ့အကုန်လုံးကိုလေ့လာဖတ်ရှုရမှာ။ဟိုနုံငယ်တဲ့6လဖိလိပ္ပိကက်ဒရီဆိုတဲ့ရက်ဒေသမှာငါတို့ယေရုရှလင်မြို့ကြီးကိုအသေးခံဖို့သွားတော့မယ်ဆိုတဲ့သခင်ရဲ့ဆုံးဖြတ်ချက်ကိုနောက်ခံမိအလင်းတန်းအဖြစ်ယူပြီးဖတ်နိုင် ပို့ပြီးတော့ကောင်းမှာဖြစ်ပါတယ်။ရှင်မသဲ16အငယ်27မှာဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ပြန်ကြည့်နေဆိုရင်ထိုမတပါကိုတော်သည်ယေရုရှလင်မြို့သို့ပွားရမည်လူအကြီးအကဲယစ်ပရောဟိတ်အကြီးကျမ်းပြုဆရာတို့လက်၌များစွာခံရမည်အသေးသက်ချင်းကိုလည်းခံရမည်လုံးရဲ့မြောက်သောနေ၌ထမြောက်လိမ့်မည်ဟုသောအကြောင်းများကိုထိုအခါမှစ၍တပည့်တော်တို့အားပြတော်မူ၏။အဲကြောင့်ခရစ်တော်ရဲ့လူဘဝတက်တမ်းဟာ ဘုရားသခင်စီရင်တဲ့အချိန်ဇယအတိုင်းခရီးသွားနေရတာပဲဖြစ်ပါတယ်။ဒါကိုပြည့်စုံဖို့လို့သူဟာရှေ့ကိုချီတက်နေတယ်။သူဟာဣသရေလရဲ့ယူယိဘရဟိတ်ဆိုတဲ့ခွေးသွားစိတ်ကြီးတွေနဲ့ယောမအာနာဆိုတဲ့ယန္တရားကြားထဲမှာညက်နေတဲ့သားကောင်တကောင်မဟုတ်ဘူး။ဒီအချက်တွေကိုကျွန်တော်တို့စိတ်ထဲမှာစွဲနေအောင်မှတ်ထားဖို့လိုပါတယ်။အလွန်တရာကြီးညိုဥညွတ်ချလိုက်တဲ့ခရစ်တော်ရဲ့ဂုံတော်များက ျွန်တော်တို့ရဲ့အသွေးခေါ်အယူဆတွေအပေါ်မှာလွှမ်းမိုးနေလိုက်ပါတယ်။မဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဟာဒီအသေးခံခြင်းနဲ့ဒီကားတိုင်းမှာခံရတဲ့ဝေဒနာဒီကားတိုင်းမှာသွန်းခဲ့တဲ့အသွေးတော်ကြောင့်ကဲတင်ခြင်းကိုရောက်ရှိခဲ့တာကြောင့်ပဲဖြစ်ပါတယ်။သက်ရန်အကျမ်းဆိုတာနဲ့စကြပါစို့။ရှင်မသက်ခရွင်ကျမ်းခန်းကြီး26အငယ်1ထိုဒေသနာတော်ရှိသမျှတို့ကိုယေရှုသည်အကုန်အစင် ဟောတော်မူပြီးဖြင့် တပည့်တော်တို့အားယေတနာတော်ရှိသမျှအကုန်စင် ဟောပြီးခြင်းတဲ့ဟုတ်ပါတယ်တန်လွင်တောင်းယေတနာတော်ကိုခရစ်တော်ဟောတော်မူခဲ့ပြီးပါပြီဒါရင်မဟုတ်သေးပါဘူးကတ်ကာလပြည့်သုံးခြင်းအကြောင်းတွေကိုလည်းတပည့်တော်တွေရဲ့မိဂုံများအတိုင်းဖြေဆိုးလို့ပေးခဲ့ပြီးပါပြီအခုချိန်မှာတော့သူတို့အတွက် ကြံနေတာကိုဆက်ပါမယ်အငယ်နှစ်နှစ်ရက်လွန်သောအခါပတ်သက်ခါပွဲနေ့ရောက်မည်ကိုသင်တို့သိကြ၏ ထိုအခါလူသားကိုလက်ဝါးကတ်တိုင်မှာရိုက်သက်စေခြင်းဟာအနှံ့ကြလိမ့်မည်ဟုမိန့်တော်မူ၏အဲဒီကနေပြီးတော့အငယ်ငါးအထိဆက်ဖက်လိုက်မယ်ဆိုရင်သိပြီးတော့စိတ်ဝင်စားစရာတစ်ချက်ကိုတွေ့ရတာကတော့ထိုအခါယေပရောဟိတ်အကြီးကျမ်းပြည့်စရာတို့နှင့်လူတို့တွင်အကြီးအကျယ်ဖြစ်သောသူတို့သည်တရားဖအမည်ရှိသောယေပရောဟိတ်နှင့်အိမ်ဦး၌စည်းဝေးကြပြီးလျှင်ယေရှုကိုပရိယေအားဖြင့်ဖန်ဆီး၍ဖတ်အံသောဟာတိုင်ပင်ကြ၏ သို့တော်လေလူများတို့သည်ယုံရင်ခတ်ဖြစ်မည်ကိုစိုးရင်၍ဤပွဲနေတွင်မပြုတ်နှင့်အောင်ဟုပြောဆိုကြ၏။ဘာဖြစ်လို့စိတ်ဝင်စားစရာကောင်းတယ်လို့ကျွန်တော်ပြောခဲ့သလဲ။ဒီနေရာမှာရှင်းဖို့လိုလာပါပြီ။ခရစ်တော်ကအခုထပ်မံပြီးတော့သူအသက်ခံရတော့မယ်ဆိုတာဟာလူငယ်တဲ့6လဖိလိပ္ပိကဲသရီဆိုတဲ့အရက်ကလေးကစပြီးတော့ရေးတွက်မယ်ဆိုရင်ဆက်ထမအချိန်မြောက်ကြီးညာချက်ပဲဖြစ်ပါတယ်။ပြီးတော့ ပတ်သက်ခါပွဲနေမှာသူအသေးခံရမယ်ဆိုတာကိုထက်ပြောထားပါလေအဲ့ဒါကိုမမေ့ကြပါနဲ့ကိုအသေးခံရနေ့ရက်ကိုကိုစီစဉ်ထားတာမဟုတ်ဘူးလားရှင်းနေပါတယ်နော်ဟောအခုရစ်ပရောဟိတ်နဲ့ကျန်တက်ကြီးတွေလူအကြီးအကဲတွေကဘယ်လိုပြောဆိုတိုင်ပင်နေကြတယ်လေသိသိချာချာပါတယ်နော်လူများတို့သည်ယုံရင်ခတ်ဖြစ်မိကိုစိုးရင်၍ပွဲတော်နေ့မှာမပြုတ်ကြနဲ့ဦး ွဲတော်နေကိုရှောင်ကြဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ပတ္တကပွဲနေလွန်သွားပါစေပေါ့။အဲ့ဒီတော့မှခရစ်တော်ဖမ်းမြတ်သတ်မယ်ပေါ့။ဒီတော့ရန်သူလူသားတွေရဲ့အစီအစဉ်ကပတ္တကပွဲနေကိုရှောင်မယ်လို့ဆိုတယ်နော်။ခရစ်တော်ကတော့ပတ္တကပွဲနေမှာသူ့ကိုသတ်မယ်လို့ဆိုထားတယ်။နောက်ဆုံးခရစ်တော်ဘယ်အချိန်မှလဝါကတိုင်မှာအရိုက်ခါပြီးပြေးတယ်လေ။ပတ်သက်ခါပွဲနေမှာသေတာဒီတော့ဒီနိုသေခြင်းအသက်ဆွန့်ခြင်းဆိုတဲ့ကိစ္စကိုဘယ်သူစီစဉ်တယ်လဲ အသေးခံတဲ့ခရစ်တော်ကိုယ်တိုင်ကစီရင်ခဲ့တာပေါ့ရှင်းနေတာပဲမဟုတ်ဘူးလားသူ့ရန်သူတွေကလည်းကြံမိကြံရစီစဉ်ကြတယ်လीလူတွေစူမာပူမာဆိုလို့အဲ့ဒီရက်ကိုလွှဲပြီးတော့ပွဲပြီးမှလုပ်မယ်အဲသူတို့ကြံတဲ့အတိုင်းဖြစ်တယ်လားတခုမှမဖြစ်ပါဘူးဒီတော့အသေးခံရကားတိုင်းကိုလက်တကမ်းလောက်ပဲလိုတဲ့အချင်းအထီးကျန်ဆန်လာတဲ့အခြေအနေဆိုအထောက်မှမရှိတဲ့ကြောက်မဲ့ဖွယ်အားရစိတ်ပြက်ဖွယ်အချင်းဆိုအဲ့ဒီအချင်းမှာ ခင်ခရစ်တော်ကကအောင်နိုင်သူဖြစ်တယ်။ဘယ်ယေဘရောဟိမ်နဲ့ဘယ်အကြီးကြီးကမှသူ့ကိုကြော်သွားလို့မရဘူးနော်။ဒီလူသားတွေကခရစ်တော်ကိုမုန်းတီးတဲ့စိတ်နဲ့သာတတ်ဖို့တိုင်နေတယ်။သူတို့စိတ်ကြိုက်အချိန်ကို ပုံစံချတယ်။ဘယ်နည်းနဲ့မှမရဘူး။ခွင့်မပြုဘူး။ကားတိုင်းလမ်းကို ခရစ်တော်ဟာလူပေါင်းကြီးတည့်လုံးအတွက်အသေးခံဖို့ဘယင်းအဖြစ်နဲ့ရှောက်သွားနေတာ။အကြီးတန်ခါတဲ့ဒီအဖြစ်တွေကိုဖော်ပြပြီးတဲ့နောက်အခုဆက်ပြီးတော့အင်မတန်လှပတဲ့ဇလန်းမိုင်းကလေးကိုဆက် ခေါ်ပြောခြင်းပါလေဘေသနိယွာသူမာရိအကြောင်းပါလေရှင်မသက်ခရစ်ဝင်အခန်းကြီး26အငယ်6နဲ့9ဘေသနိယွာတွင် ရှိမုံအမိရှိသော လူလူဤအိမ်၌ယေရှုရှိတော်မူသည်ဖြစ်၍မိမတယောက်သည်အဖိုးများစွာ ထိုက်သော စီမွေးကြောက်ဖြူကွက်တလုံးကိုအခန်းတော်သို့ယူခဲ့၍စပွဲနာမှာလျောင်းတော်မူသောကိုရောဤခေါင်းပေါ်၌သွန်လောင်းလေ၏ဘေသနီဆိုတဲ့ယွာလေးဟာ ချစ်ချင်းမေတ္တာနဲ့ပြည့်တဲ့ရွာကလေးဒါမှမဟုတ်ရင်ငိမ့်သူတို့ဆံရရွာလို့ကျွန်တော်တင်စားခြင်းပါလေဒါဆိုရင်ယေရုရှလင်ကိုကဘယ်လိုသမုတ်သင့်တယ်လဲသူကတော့မြို့တော်ကြီးလေထိုက်တိုက်တန်တန်ဂုံပြူရမှာပေါ့ဟုတ်တယ်အမုံတို့ဤမြို့တော်ကြီးလို့ပဲဂုံပြူရမှာပါဘေသနိရွာကလေးကတော့ငိမ့်သူရွာတဲ့ဟုတ်ပါတယ်ခရစ်တော်ကိုယ်တိုင်ဟာသူ့ရဲ့နောက်ဆုံးနာယီများကို ဘေဒနိရွာမှာကုံလွန်စေခဲ့ပါတယ်အခုသူရောက်နေတာဟာရှီမုံဆိုတဲ့လူနူတယောက်ရဲ့အိမ်အနူဆိုတော့သူမခုခင်ကသာနူတာအခုတော့ခရစ်တော်ရဲ့ကုသမှုနဲ့လူကောင်းဖြစ်သွားပြီခရစ်တော်နဲ့အတူသူတို့ညစာဖိုင်ပြီးတော့စားသောက်နေကြတယ်လေအဩစရာမြင်ကွင်းလေးတစ်ခုလို့ကျွန်တော်ပြောချင်ပါတယ်သခင်ခရစ်တော်ကိုနားမလဲတဲ့လူတွေဟာဒီနေ့တည်းအထိနားမလဲနေကြတာတွေအများကြီးပါပဲအနာယောဂါတွေပျောက်ကင်းစေတဲ့ခရစ်တော် ရှစ်ချင်းမြတ်တာတန်းနဲ့ပြေဝရတဲ့သခင်ရဲ့ရည်ကြတဲ့တိုင်ခံစားချက်ရှိတဲ့လူသားတိကိုခံယူထားသူတရားစီရင်ပိုင်ခွင့်ရှိသူဆိုတာတွေကိုဒီလူတွေအကုန်လုံးမသိဘူးနည်းနည်းမှလည်းမစင်စားမိကြဘူးဂိယူလည်းစိုက်ကြဟန်မတူဘူးအမေရိကန်ပြည်ကတက်ကလို့တခုမှဆိုရင်လေဘလောက်အထိ အတွေးခေါ်တွေလွတ်လပ်နေတယ်လဲသိသလားခရစ်တော်နဲ့တမန်တော်တွေကို လူယုတ်မာတွေအဖြစ်နဲ့ပြဆက်ပြတဲ့ရုပ်ရှင်ကုမ္ပဏီတခုကလည်း ဘလို့တတိရှိတယ်ခရစ်တော်ကိုမိမလိုက်စားတဲ့လူအဖြစ်နဲ့ဇလန်းဆင်ပြီးဇကာထုတ်ခဲ့တယ်လေအဲ့ဒီလိုသူတို့ကလွတ်လပ်စွာလုံဝန်လို့လုပ်ပေမဲ့ကျွန်တော်တို့ကတော့ကြမ်းကြုတ်စွာနဲ့မတုံ့ပြန်ကြပါဘူးလွတ်လပ်စွာနဲ့အပြစ်မဆိုးကြပါဘူးဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကိုယ်တိုင်ဟာကြမ်းကြုတ်ခက်ခံတဲ့လူဘဝပုံစံမှာနေထိုင်မသွားခဲ့လို့ပါပဲတခုပဲကျွန်တော်ကပြောချင်ပါတယ်ဒီလူတွေဟာဝိညာဉ်ရေးအရာ နူနာဆွေးနေကြရှာတယ်။သူတို့သိခါချတဲ့ယေရှုဟာသူတို့ကိုကုသပေးတဲ့အချိန်မှာတော့သူတို့ဝိညာဉ်တွေဟာပြန်ပြီးကောင်းလာနိုင်စရာရှိတယ်။အဲ့ဒီအဲ့ဒါဟာအချိန်မီသာ ကျွန်တော်တို့နူနေပါတယ်ဆိုတဲ့အသည့်တရားဝင်လာနိုင်ကြပါစေ။တရားစီရင်ရာ ကာလရောက်တဲ့အချိန်အထိဆက်ပြီးတော့ညူမနေကြပါစေနဲ့လို့ကကျွန်တော်ဆုတောင်းမေတ္တာပို့သခြင်းပါတယ်။အခုဘေသနိဆိုတဲ့ငိမ့်သူရွာကလေးမှာ ခရစ်တော်ဟာအမှုတယောက်ဖြစ်ခဲ့တဲ့ရှိမုံသူနဲ့လဲလျောင်းစားသောက်နေတော့ကိုမိန်းကလေးတယောက်ကအင်မတန်အဖိုးတန်တဲ့စီမွေးကြောက်ဖြူကွက်ကလုံးကိုဆောင်ယူပြီးတော့ကိုတော့ခေါင်းပေါ်မှာစီတွေကိုသွန်းလောင်းတယ်လေယောဟန်ခရစ်ဝင်အခန်းကြီး7နှစ်အရအဲ့ဒီအမျိုးသမီးကတော့မာရီလို့အမည်ရှိတဲ့သူကလေးပဲယေရှုရဲ့မိခင်နဲ့နာမည်တူနေတယ်နော် ခွဲခြားသတိထားကြဖို့လိုပါလိမ့်မယ်ရှမသဲခရစ်ဝင်ကျမ်းအခန်းကြီး26အငယ်8မှ9 တပြည့်တော်တို့သည်မြင်လျင်ဒေါသစိတ်ရှိသည်ဖြစ်၍အဘဲเจ้าအကျိုးမဲ့ဆုံးစေသည်။ချိုးစီမွေးကိုအဖိုးများစွာနှင့်ရောင်း၍ဆင်းရဲသောသူတို့အားပေးเสียကောင်းသည်ဟုဆိုကြ၏။အခုဒီလိုခရစ်တော်အပေါ်မှာမာရိကအဖိုးရန်စီမွေးတွေလောင်းချတာကိုတပည့်တော်တွေကဒေါသနဲ့ထပြီးဆူကြတဲ့။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအတိုင်းဆိုရင်တော့ခေါင်းဆောင်ယူရရှကခေါင်းဆောင်တဲ့လူကယူရရှကရုပ်ဒါကိုကြံတဲ့တပည့်တော်တွေကလည်းဝင်ပြီးတော့တန်ယောင်လိုက်ပြီးတော့ဆူတဲ့။ အမ္ဘာမာရိယာနင့်တဲ့ဒီစီမွေးကိုများခရစ်တော်ကိုလောင်းဝသည်တယ်လို့တကယ်ဆိုရောင်းပြီးလှူလိုက်ရင်ဆင်းရဲတဲ့လူတွေအများကြီးစားရမှာပေါ့အခုတော့ခရစ်တော်လည်းစီမွေးတွေနဲ့ပေးချံကုန်ပြီစသဖြင့်ပေါ့အဲ့ဒီလိုဆုတယ်တဲ့ခေါင်းဆောင်ကြီးကယူရရှကာယုတ်ဆိုပဲကျွန်တော်ကဒီကျမ်းပိုင်းကိုရောက်လာပြီးတော့ဒီလူတွေကဆင်းရဲတာကောင်းစားရေးကြီးပြောလာတော့အခုကဘာပေါ်မှာကြားနေရတဲ့ဆင်းရဲချမ်းသာကွာဟချက်ပပျောက်ရေးတို့ကပရန်ပုံငွေအဖွဲကြီးတွေတို့ ဒုက္ခသည်များမဟာမင်းကြီးကိစ္စတွေကိစ္စတို့ဆိုတာတွေဟာကျွန်တော်ရဲ့အုံနောက်ထဲကိုတစ်လက်ပြန်ပြီးဝင်လာပြန်ပါတယ်ကျွန်တော်သိကြည့်ဓာတွေကိုဥဆောင်နေတဲ့အဝန်အဝိုင်းကြီးကတကယ်ချမ်းသာတဲ့နိုင်ငံကြီးအဝန်အဝိုင်းကြီးမီလီယံနာတွေဘီလီယံနာတွေနဲ့အပြည့်ရှိတဲ့နိုင်ငံတွေကျွေးကြော်သံပေးနေကြတာလေဆယ်စုနှစ်တည်းနဲ့ချီပြီးကြာညောင်းခဲ့ပြီတခါမှကွာဟကျက်ကြီးမြောင်းသွားတာလည်းမကြရဆင်းရဲတဲ့နိုင်ငံတွေ ကိုနိုင်အောင်ကဲစဲနိုင်ငံနိုင်တာလဲတခါမှမကြားရသေးဘူးလို့ကျွန်တော်တွေးမိတယ်။နိုင်ငံရေးတွေဘာတွေညာတွေအကုန်ဘေးချိတ်အဖွဲ့အစည်းအဆုံးအဖြတ်တွေစီးမြင်းကြီးတွေကိုကျွန်တော်ထက်မပြောဘူး။တူးချင်းကိုယ်တိုင်ဟာဘလောက်အစွန့်လွတ်အနစ်နာခံနိုင်တယ်လဲဆိုတာကိုကိုကိုပြန်ပြီးမေးကြပါလို့ကျွန်တော်အကြံပြုလိုပါတယ်။အပြောတခြားအလုပ်တမျိုးတွေမဖြစ်ဖို့သိအရေးကြီးတယ်လို့ကျွန်တော်အကြံပြုလိုပါတယ်။အခုခရစ်တော်အတွက်မာရိအသုံးပြုတဲ့နံပါတ်စီမျိုးဟာ ဆင်းရဲသားမိသားစုတစုတနစ်စာလောက်တံပိုးကြီးတာဟာအမှန်ပဲလို့သူတေတီတွေကပြောကြပါတယ်။ဘလောက်တနစ်စာကြီးကိုစွန့်ပြီးတော့ခရစ်တော်အတွက်ပူဇော်တယ်ဆိုတာကမာရိအဖို့တော့ဘလောက်ကြီးမားတဲ့ကောင်းကြီးခံရပြီဖြစ်တယ်လေ။အငယ်30မှာကျတော့ယေရှုသည်ပြတော်မူလျှင်ထိုမိမ့်မကိုအဘယ်ကြောင့်နှောက်ယှက်ကြသနည်း။သူသည်ငါ၌ကောင်းသောအမှုကိုပြုပြီ။ကောင်းသောအမှုတဲ့ ခရစ်တော်ရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့အမှုအမှန်ပဲဖြစ်နေလို့ပေါ့ခရစ်တော်ရဲ့ဘုန်းတော်ထင်ရှားစေဖို့အမှုမှန်သမျှကျွန်တော်ပါဝင်ဆောင်ရွက်ကြရမယ်ခရစ်တော်ရဲ့နာမတော်ကိုအသုံးမပြုဘဲပြုလုပ်တဲ့အလုပ်တွေဟာကောင်းကျိုးကိုဥတည်တယ်ဘလောက်ပဲပြောပြော မအောင်မြင်ကြတာပဲများတယ်အေယာမစင်ရသာကောင်းစားရေးလုပ်ငန်းစီမံကိန်းကြီးတစ်ခုမှာဆိုရင်လေခေါင်းဆောင်ပိုင်းကပုဂ္ဂိုလ်တွေစင်ရသာရံမုံငွေတွေကိုဘုံးနာနဲ့ အပုပ်နံတွေထွက်ကုန်လို့အားလုံးနှာခေါင်းဝိုင်းရှုံရတာမျိုးတွေကြားရတယ်မဟုတ်လားမဟုတ်တာလို့လို့မဟုတ်တာ ဖြစ်တာတကန်တစားရမယ်သောက်ရမယ်မျောနေတဲ့လူတွေငတ်တာကတကန်တဘယ်ဘက်ကမှမသက်သာဘူးလေဒါကြောင့်မလို့မာရီကဲ့သို့ကောင်းသောအမှုကိုပြုကြပါဘုန်းတော်ထင်ရှားစေကြပါလို့ကျွန်တော်ကဖတ်ပြီးတော့ဖြစ်ဆက်အကြံပြုလိုပါတယ်အငယ်ဆက်ပြစ်စင်ရဲသောသူတို့သည်တင်တို့၌အစဉ်ရှိကြ၏ငါမူကားတင်တို့၌အစဉ်ရှိသည်မဟုတ် ဟုတ်ပါတယ်ခရစ်တော်အတွက်အရေးကြီးတဲ့နေ့ကို ပြပါဆိုရင်ဒီကနေ့ဖြစ်ပါတယ်။နှက်ပြန်နေ့အထိကျွန်တော်တို့မဆောင်ဆိုင်ကြပါနဲ့။ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး26အငယ်7နဲ့7အီစီမွေးကိုငါကိုအပေါ်၌သွန်လောင်းဒီမှာငါအလောင်းကိုတင်းကြုံမိဟုပြင်ဆင်ခြင်းကပြုတ်တည်းငါအမှန်ဆိုသည်ကားအေးဝံဂေလိတရားကိုမြေတပြင်လုံးတွင် ဟောသောအရေးအတွ၌ဤမိမ့်မကို အောင်းမေ့စရာဖို့ သူပြုသောဤအမှုကိုကြားပြောရကြလက်တတ်ဟုမိန့်တော်မူ၏အခုအနူယောဂသည်ရှီမုန်ရဲ့အိမ်ဟာခရစ်တော်အသက်အင်းမတန်ရင်းကျမ်းတဲ့အရက်အဆွေသဟာရီနဲ့ပြည့်ဝတဲ့ဒုက္ခအိမ်ကလေးလို့ကျွန်တော်ဆိုချင်ပါတယ်ယေရုရှလင်ဆိုတာကတော့လေကျွန်တော်ဂုံပြုခဲ့တဲ့အတိုင်းအမုန်းများနဲ့မြို့တော်ကြီးသူ့ရဲ့ဏီကုန်းရက်တွေမှာတခါမှခရစ်တော်အဲ့ဒီအမုန်းမြို့တော်ကြီးမှာတ냐မအိတ်ခဲ့သူအဲ့ဒီဘေသနိယွာကလေးကိုပဲသွားတယ် အဲ့ဒီမှာပဲသူချစ်တဲ့လူတွေသူ့ကိုချစ်တဲ့လူတွေနဲ့အချိန်ကုန်လွန်စေခဲ့တာကိုတွေ့ရပါတယ်ဒီကနေ့ဒီကဘာမှာသူဟာလူစားတိ အနေနဲ့မရှိတော့ပြီမယ်သူခြံလက်ခဲ့တဲ့တန်ရှင်ဝိညာဉ်တန်ရှင်သောဝိညာဉ်တော်ဟာသူ့ကိုပဲကိုစားပြုပြီးတော့သူ့ရဲ့ကိုစားမြတ်တာနဲ့ကျွန်တော်တို့ကိုအစင်းဆောင်စောင့်ရှောက်လမ်းပြနေပါတယ်ခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်သုံးပါပေါင်း၍တစုတည်းသောဖရာလို့ကျွန်တော်တို့ဆိုထားတယ်မဟုတ်ဘူးလား ပြီးတော့တန်ရှင်းသောဝိညာဉ်တော်ဟာလည်းခရစ်တော်ပဲလို့ကျွန်တော်ပြောလိုတယ်။သူ့ကိုချစ်တဲ့လူ၊သူ့ကိုမြတ်နိုးတဲ့လူတွေအဖို့ခရစ်တော်ဟာအစဉ်အနားမှာရှိနေတယ်။ဘေသနီမှာ तू တဲခုတ်တယ်လို့အဲ့ဒီလိုရှစ်မြတ်နိုးသောသူတွေကို तू ပြန်ပြီးတော့စောင့်ရှောက်နေမယ်၊လာရောက်တဲခုတ်နေမယ်။ तू အဲ့ဒီမေတ္တာနှလုံးသားတွေရှိရအရမှသူ့ကိုချစ်ခင်သူတွေရှိတဲ့နေရာမှာကျင်းဝတ်နေပြီးတော့စောင့်ရှောက်နေလိမ့်မယ်ဆိုတာ ကျွန်တော်ဒီနေရာမှာအလေးအနက်ပြောချင်ပါတယ်ဒီတော့ကိုကိုကိုအမုံမြို့တော်ကြီးဖြစ်ရှင်သလားငိမ့်သူရွာကလေးဖြစ်ရှင်သလားမြစ်တာနှလုံးသားမွေးရှင်သလားစောစောကပြောခဲ့တဲ့ဝိညာဉ်နူနေတဲ့လူဖြစ်ရှင်သလားဒါကိုအစင်တွေးတော့တိုက်တယ်လို့ကျွန်တော်ဆိုချင်ပါတယ်အခုဘေသနီရွာသူမာရိရဲ့စီမွေးကြောက်ဖြူခွက်ကဖြတ်စည်းတဲ့ရေပွင့်နှံ့ဟာလေကဘာတစ်ခုလုံးကိုပြန့်နှံ့သွားတယ် ုတ်ပါတယ်ကြီးရေမွေးနှံ့ကိုသမိုင်းတစ်လျှောက်လုံးချီးမွမ်းခဲ့ကြတယ်လို့အခုလဲကျွန်တော်တို့ဒီနေရာမှာချီးမွမ်းနေရပြန်ပြီမဟုတ်ဘူးလားမိကိုမမေ့နိုင်ဘူးနော်မာရီသူဟာခရစ်တော်ရဲ့လူဘဝလက်ရှိတန်မာကိုကြိုပြီးတော့မြင်နေမမြင်တာက တပည့်အရင်ခောက်ခောက်ဆက်နှစ်ယောက်မမြင်လို့အခုသူတို့မျက်စိရှမ်းနေလို့ခရစ်တော်ကငါအလောင်းကိုတင်းကြုံမိဟုပြင်ဆင်ခြင်းကပြုတ်တည်းလို့တတိပေးတာပဲမဟုတ်ဘူးလားပြီးတော့ ငါအမှန်ဆိုသည်ကဧဝံဂေလိတရားကို မြေတပြင်လုံးတွင် ဟောသောအရရတု၌အောက်မေ့เสียရဖို့သူပြုသောဤမှုကိုကြားပြောရလက်တန်းဟုမိန့်တော်မူ၏လို့ဆက်ပြီးတော့ဆိုလိုက်သေးတယ်လေဒီဘေဒနိယွာသူရဲ့ရေမွေးနှံ့ဟာကကလာမကုံမချင်းနောင်သမိုင်းမှလည်းအခုလိုပဲဆက်ပြီးတော့မှုေးကြိုင်နေမှာ အမှန်ပဲလို့ကျွန်တော်ဖော်ကျူဂုံပြုလိုက်ပါတယ်ခရစ်တော်ရှင်ပြန်ထမြောက်တဲ့ယေသရဘတ်ရဲ့ပထမနေ့ရက်တည့်ရက်မှာ တခြားမိမတွေကလည်းအခုလိုပဲအလောင်းကို စီမွှင်းနဲ့လိမ့်ကြံကြမယ်ဆိုပြီးကြွားကြသေးတယ်။ဒီတော့တမန်တော်တွေဖြစ်တယ်လို့စီမွှေးအဖိုးတန်ဟာ ရောင်းပြီးတခြားအလှလုပ်ဖို့မဟုတ်ဘူး။ခရစ်တော်အတွက်ဖိုက်တန်တယ်လို့ခံယူသူမိမတွေအများကြီးရှိကြတယ်ဆိုတာဟာထင်ရှားနေတယ်မဟုတ်ဘူးလား။အဲဒါပေမဲ့ခရစ်တော်အလောင်းကို သူတို့ဟာ စီမွှေးလိမ့်ခွင့်မကြုံကြရတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကရှင်ပြန်ထမြောက်သွားပြီလေ။ ပြီးတော့ခရစ်တော်ကိုနန်းသာစီမွေးနဲ့လိမ့်ကြံခွင့်ရတဲ့လူသားဟာမာရိတယောက်ပဲလို့သမိုင်းမှာရှိခဲ့တာတွေ့ရပြီပေါ့မိတ်ဆွေတို့ခင်ဗျာခရစ်တော်ရဲ့နာမတော်နဲ့ဘုန်းတော်ကို ထွန်းလင်းထင်ရှားစေနိုင်မှု ကျွန်တော်မှရှိတဲ့အရေးအချင်းနဲ့အစွန်းသက်တည်းလို့ဆိုတဲ့စီမွေးကြောက်ဖြူဘူးကိုဖွင့်ကြပါခရစ်တော်ကိုမသိသေးတဲ့ပြင်ပကဘာကြီးကခရစ်တော်ရဲ့ဘုန်းတော်ကိုသိစေအောင်ပြုကြပါဒါဟာကိုယ့်ကိုယ်ကိုရေမွေးဆွတ်တာ ဂျိုင်းကိုပေါတာဖို့တာတဲ့ပို့ပြီးတော့အရေးကြီးတယ်လို့ကျွန်တော်ဒီနေရာမှာဟောပြပြရစီအခုအဲ့ဒီလှပတဲ့ဇလန်းကလေးကနေပြီးတော့နောက်ထပ်အကြီးတန်းတဲ့အပိုင်းတစ်ခုကိုဆက်ပြီးလေ့လာကြအောင်ခေါင်းစဉ်ကိုတော့ယုဒရှကာယုယေရှုကိုရောင်းတော်မူဆိုပြီးတော့မှတ်တမ်းပြုကျင်ပါလေရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး26အငယ်14ရနေပြီး16အထိဖတ်ပါမယ်ထိုအခါတပည့်တော်တစ်ကြိမ်နှစ်ပါးအပါဝင် ဖြစ်သောယုဒရှကာယုသည်ယေပရောဟိတ်အကြီးတို့ထံသို့သွား၍ အကျွန်ုပ်သည်ယေရှုကိုကိုတော်တို့လက်သို့အပ်၏အဘယ်မျှလောက်ပေးပါမည်နည်းဟုလျှောက်တော်ထိုသူတို့ကငွေအကျပ်30ပေးမည်ဟုဝန်ခံကြ၏ထိုအခါမှစ၍ကိုတော်ကိုအပ်ခြင်းကအစဉ်သင့်သောအချိန်ကာလကိုရှာကြံလျက်နေ၏ဘေသနီသူမာရိရဲ့ဆောင်ရွက်ခြင်းနဲ့ယုဒရှကာယုတ်ရဲ့အကြံအစီတို့ဟာအနဲ့နဲ့အဖြူလိုဖြစ်နေပြီနော်စီနဲ့ရေလိုဖြစ်နေပြီမိုးနဲ့မြေလိုကွာနေပြီသမိုင်းပညာရှင်တယောက်ကယုဒရှကာယုတ်နဲ့ Brutus တို့ကိုသူ့ရဲ့စာအုပ်မှာသမိုင်းရဲ့အနှိမ့်ကြဆုံးလူနှစ်ယောက်အဖြစ်ညွှန်းဆိုထားတယ်။ကန့်ကွက်တဲ့လူအရှင်းမရှိဘူး။ Brutus ဆိုတာကသူ့ရဲ့ Julius Caesar ကိုတေချောင်းကြံခဲ့တဲ့လူပေါ့။အခုယူရရှကာယုတ်ကခရစ်တော်ကိုတေချောင်းကြံပြီလေ။တစ်ဖက်လုံးသစ္စာစောင့်လာခဲ့တဲ့သခင်တွေကိုတစ္ဆာဖောက်ပြီးတော့တေချောင်းကြံနေဆိုတာဟာတကယ်အညံ့စားတွေရဲ့အလုပ်။သမိုင်းမှာစာလုံးနဲ့ပေါ်ပြရတာတောင်မှလူရဲ့သမိုင်းဟာ ကျက်တည်းအများကြီးရုပ်လျော့သွားတယ်လို့ဆိုကြတယ်။ကိုတော်ကိုအချင်းငှာအစင်သင်သောအချိန်ကာလဆိုတာကတော့တခြားမဟုတ်ဘူး။ယေရှုနဘေးနဘီမှာလူသူမရှိတဲ့အချိန်၊ယေရှုတယောက်တည်းပဲရှိတဲ့အချိန်၊တနည်းအားဖြင့်နောက်လိုက်ပရိသတ်ကြီးရှဲသွားတဲ့အချိန်ကိုဆိုဆိုတာပါ။ယူရရှကာယုတ်ဟာအမှန်တကယ်ဒီအချိန်ကိုစောင့်နေခဲ့ပါလေတဲ့။ပတ်သက်ခါပွဲနှင့်နောက်ဆုံးညစာဆိုတဲ့အကြောင်းကိုထပ်ပြီးတော့ဆက်ပြစီ။ရှမာသက်ခရစ်ဝင်ကျမ်းခန်းကြီး26 အငယ်16မှ19အထိနားထောင်ကြည့်ကြပါအဇုမပွဲပထမနေ့၌တပည့်တော်တို့သည်အထံတော်သို့ချင်းကပ်၍ကိုတော်သည်ပတ်သက်ခါပွဲကိုစားတော်မူဖို့ရာအဘယ်အရ၌အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းကလိုတော်ရှိတော်မူသနည်းဟုနေလျှောက်ကြသောကိုတော်ကမြို့တွင်ဤမည်သောသူ၏အိမ်သို့သွားကြဆရာမှားလိုက်သည်ကငါအချိန်နည်းပြီးနှင့်အိမ်၌ငါတပည့်တို့နှင့်တကွပတ်သက်ခါပွဲကိုငါခံမည်ဟုထိုသူကိုပြောကြလော့ဟုမိန့်တော်မူ၏ တပည့်တော်တို့သည်စီရင်တော်မူသည့်အတိုင်းပြု၍ပတ္တခါပွဲကိုပြင်ဆင်ကြ၏ဒီတော့ဒီညစာစားပွဲကို သူပြင်ဆင်ခိုင်းတာသူပဲစီစဉ်တယ်ဆိုတာဟာလည်းရှင်းမနေဘူးလားသူခိုင်းတဲ့ညစာစားပွဲဟာအထက်ခမ်းမတစ်ခုမှဖြစ်ပါတယ်အဲ့ဒီညစာဝိုင်းမှာသူ့ကိုတယောက်တော့သူအဖြစ်တစ္ဆာဖောက်တော့မယ်ဆိုတာကိုသူကြေညာပါလိမ့်မယ်အငွေ20ရာနေ23အထိကြည့်ကြပါစို့ ညာဦးရန်အချိန်ရောက်မှတပြည့်တော်တကြီးနှစ်ပါးတို့နှင့်သူစပွဲ၌ရောင်းတော်မူ၏။စား၍နေကြစဉ်ကိုတော်ကငါအမှန်ဆိုသည်ကားတင်တို့တွင်တစုံတယောက်သောသူသည်ငါ့ကိုအနှံလိမ့်မည်ဟုမိန့်တော်မူလျင်တပြည့်တော်တို့သည်အလွန်ဝမ်းနည်း၍သခင်အကျွန်ုပ်လောဟုအသီးသီးလေးလျှောက်ကြ၏။ကိုတော်ကလည်းငါနှင့်အတူပကံတွင်လက်၌သောသူသည်ငါ့ကိုအနှံလိမ့်မည်။အကျွန်ုပ်လောလို့နေကြတယ်လေ။ဝမ်းနည်းပူဆွေးကြတယ်စိတ်မကောင်းဖြစ်ကြတယ်။ ဘာဖြစ်လို့လဲသူတို့စိတ်ထဲမှာသူတို့ဟာအချိန်မရွေးတစ္ဆာဖောက်နိုင်တဲ့အားနေချက်ကိုစီရှိနေကြတာကိုသူတို့ကိုယ်သူတို့လည်းသိနေကြလို့ပဲအဲ့ဒီလိုအားနေချက်မျိုးကိုကျွန်တော်တို့မိတ်ဆွေတို့ရဲ့အသက်တာလမ်းတကွေ့ကွေ့မှာမကြုံဘူးဘူးလို့ကျွန်တော်တို့ဆိုနိုင်သလားဆိုရဲသလားကျွန်တော်လူသားဟာအဲ့ဒီလောက်ကြည့်အားနေတဲ့တတ္တဝါကြီးဖြစ်တယ်အပြစ်ကြီးတဲ့လူဘဝဖြစ်ပါတယ်ဟေ့ငါတော့ဘယ်တော့မှဒါမျိုးမလုပ်ဘူးကွာဆိုပြီးတော့ကျင်းဝါမဲ့လူရှိရင်သေချာရဲ့လားလို့နေရပါမယ် ကျွန်တော်ကတော့ကောင်းကြီးမင်္ဂလာလေးနင်းနေတော့မခံစားရရင်လေထင်တိုင်းမပေါက်ဒုက္ခရောက်ပြီဆိုတဲ့ပြိုင်နဲ့သစ္စာဖောက်ချင်တတ်တဲ့ကိုယ့်ရဲ့အားနည်းချက်ရှိနေကြောင်းဝန်ခံခြင်းနဲ့အသက်တာမှာအဲ့ဒီလိုအချိန်ချင်းဖြစ်ခဲ့ဘူးတဲ့ဆိုတာကိုကျွန်တော်ဝန်ခံခြင်းပါတယ်တကယ်တော့အဲ့ဒီလိုအပြစ်ရှိခြင်းကိုသိတဲ့အတွက်ကြောင့်ကိုပဲသခင်အရေးအဝါသဟာပို့ပြီးတော့လိုအပ်တယ်မပြတ်စည်းကပ်စိတ်ကြနှိမ်ချနောင်တမွေးမြူနှလုံးဖြူဖို့ ဖိတ်ပြီးလိုအပ်တယ်လို့ကျွန်တော်ဒီနေရာမှာပြောချင်ပါတယ်။ရှင်မသက်ခရစ်ဝင်အခန်းကြီး26အငယ်23မှ25အထိကိုတော်ကလည်းငါနဲ့အတူပကံတွင်လက်လိုက်တော်သူသည်ငါ့ကို အနံလိမ့်မည်။ကျမ်းစာလာသည့်အတိုင်းလူသားသည်ပွားရမည်။သို့တော်လည်းလူသားကိုအနံတော်သူသည်အမင်္ဂလာရှိ၏။ထိုသူသည်ပွားမြင်ခြင်းကိုမခံနှင့်အနေပါ၍ကောင်းသည်ဟုမိန့်တော်မူ၏။ကိုယ်တော်ကိုအနံမည်သူယူရရှကာယုတ်ကလည်းအရှင်ဖျား အကျွန်ုပ်လောဟုငေးလျှောက်တော်သင်ဆိုသည့်အတိုင်းမှန်သည်ဟုပြန်ပြောတော်မူ၏အင်္ဂလိပ်ကျမ်းစာမှာကယူရရှကာယုဟာခရစ်တော်ကိုတခြားတပည့်တော်တွေကဒီအချိန်ကာလမှာသခင်လို့အသီးသီးခေါ်ပေမဲ့သူကတော့အရှင်ဖျားလို့ခေါ်တာကိုတွေ့ရတယ်။နည်းနည်းထူးနေတယ်။ဒါကိုဆရာကြီးယူရသန်ကမာစတာဆိုတဲ့ဝေါ်ဟာရကိုအရှင်ဖျားလို့ဘာသာပြန်တဲ့အကြောင်းကျွန်တော်အနည်းငယ်ဖြည့်ဆွက်လိုပါတယ်။ယူရရှကာယုဟာ ခရစ်တော်ကိုတခြားတပည့်တော်တွေလို Lord တို့မဟုတ်သခင်လို့ပဲခေါ်သင့်ပါတယ်ခုလိုဖော်ပြတာကတော့သူ့ရဲ့စိတ်နေစိတ်ထားဟာတပြိုးတပုံတော့ပြောင်းလဲနေပြီဆိုတာကိုအသေးစိတ်ဆန်းဆန်းတွေးတောဆင်ခြင်ဖို့ပါပမာချမ်းစာဟာအဲ့ဒီလောက်ထိလေးနေတယ်နော်အဲအဲ့ဒီလိုပြောပြီးတဲ့နောက်ယူရရှကာယုတ်ဟာအပြင်ကိုထွက်သွားပါတယ်ဒီအချက်ကိုရှင်မသဲကမဖော်ထားပြီမြင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်30အရာ ယူရရှကာယုတ်သည်မုန်တလုစာကိုခံပြီးမှချက်ချင်းထွက်သွား၏ထိုအချိန်ကညအချိန်ဖြစ်၏ဆိုပြီးတော့တွေ့ရတဲ့အကြောင်းဒီနေရာမှာဖတ်ပြီးတော့ကျွန်တော်ဖြည့်ဆွတ်ပြရစီဆက်လက်ဖတ်ရှုရမှာကတော့ရှမသဲခရစ်ဝင်ကျမ်းအခန်းကြီး26အငယ်26ကနေ28ဖြစ်ပါတယ်ထိုအခါစားလျက်နေကြစဉ်တွင်ယေရှုသည်မုန်ကိုယူ၍ယေရှုတော်ကိုချီးမွမ်းပြီးမှမုန်ကိုဖဲ့၍ဤမုန်ကငါ၏ကိုဖြစ်၏ယူ၍စားကြလောဟုမိန့်တော်မူရဲ့ တပည့်တော်တို့အားပေးတော်မူ၏ခွက်ကိုလည်းယူ၍ဂျေစုတော်ကိုချီးမွမ်းပြီးမှသူတို့အားပေးတော်မူ၍တင်တော်ရှိသမျှသည်ပေါက်ကြလော့ဤခွက်ကားပရိညင်တရားသိနှင့်ဆံ၍လူများတို့၏အပြစ်ကိုလွတ်ခြင်းကသွန်းသောငါ၏သွေးဖြစ်၏တဲ့ဒီပွဲကိုမိษွေတို့စဉ်းစားလိုက်မယ်ဆိုရင်ဂျူးလူမျိုးတွေအစဉ်တစိုက်ကျင်းပလာခဲ့တဲ့ပတ်ပခါပွဲတော်ဟာဒီညစာစားပွဲရဲ့အရေးအောက်မှာအပြည့်ပြည့်ရှိနေသွားပြီးတော့ ြီးညစာစားပွဲကြီးကြောင့်ပတ်ပခါဆိုတဲ့ပွဲလန်းဟာလေအရှိန်အဝါအားပြော့သွားပြီဆိုတာကိုနှလုံးမူနိုင်နိုင်မယ်လို့ကျွန်တော်ယူဆပါတယ်။ဒီညစာစားပွဲဟာခရစ်တော်နဲ့တပည့်တော်တို့ရဲ့ထုံးဖွဲ့ချီနှောင်းလာတဲ့လောကသံယောဇဉ်တွေနေကြည့်တမ်းမဲ့အချိန်ကာလနောက်ဆုံးညစာစားပွဲပဲဖြစ်တယ်။အဲ့ဒီညစာစားပွဲမှာလေခရစ်တော်နဲ့တပည့်တော်တွေဟာကြာတစ်ဆက်တစ်ခုမြောက်သောဆာလံကနေပြီးတော့ တရား၁၈ခုမြောက်သောဆာလံအထိသချင်းတွေကိုဆိုသွားခဲ့ကြတယ်လို့ဆိုတယ်။အဲ့ဒီကျမ်းတွေမှာဘယ်လိုဘုရားသခင်ရဲ့ဂုဏ်တော်ကို ဖွဲ့ဆိုထားတယ်ဆိုတာကိုမိတ်ဆွေတို့ဝိညာဉ်ခွန်အားရရှိဖို့အတွက်ပြန်လည်ဖတ်ရှုကြည့်စီကြပါလေ။တရား၁၈ခုမြောက်သောဆာလံမှတရား၁၈ခုမြောက်သောဆာလံအထိဖြစ်ပါလေ။ဒီတေးသချင်းတွေအပြင်သေခြင်းကို လက်ခံသူခရစ်တော်ဟာ ဒီညကိုမင်္ဂလာအပေါင်းနဲ့ခါညောင်းတဲ့ညတညလို့အတိတ်ဘယ်ကိုဆောင်ပြလိုက်ခြင်းဖြစ်တယ်လို့ကျွန်တော်ခန်းစားမိပါတယ်။အဲ့ဒီညစာစားပွဲကြီးမှာခရစ်တော်ဟာသမိုင်းတွင်မဲ့သူ့ရဲ့ရုပ်ထုကိုတိဆောက်ခဲ့ပါတယ်။ကြောက်သားနဲ့ရုပ်ထုကျင်းတဲ့သွန်းနဲ့ရုပ်ထုတွေကျွန်တော်တို့အများကြီးမြင်ဘူးတယ်နော်။အဲ့ဒီလိုရုပ်ထုမျိုးလို့တော့လုံးဝမထင်ကြပါနဲ့။ပေါင်မုံရဲ့စပြည့်ရည်ရဲ့နဲ့သွန်းထုခဲ့တဲ့ရုပ်ထုဖြစ်ပါတယ်။ဟုတ်ပါတယ်။ အင်မတန်မှစန့်ကျဲတဲ့အောင့်မေ့ပွေရာယုတ်ထုဖြစ်ပါတယ်။ဒီယုတ်ထုကို အာယုံပြုခြင်းအပြင်သူ့ရဲ့အသေးခံခြင်းနဲ့တကွနောက်တစ်ဖန်ကြွလာတော်မူမဲ့အကြောင်းကိုကကလကုံဆုံးခြင်းအထိလူသားတွေဟာအစင်အောင့်မေ့သရိယာနေကြမှာဖြစ်ပါတယ်။အငယ်29ငါဆိုသည်ကဤစပြည့်ရည်မျိုးအဖြစ်ကိုငါခမည်းတော်ဤနိုင်ငံ၌တင်တို့နှင့်အတူငါမောက်မီတိုင်အောင်ယခုမှစ၍အဖန်ငါမောက်ရဟုမိန့်တော်မူ၏။ ရှေးခေတ်စဉ်အလားနဲ့ကျင်းပခဲ့တဲ့ပတ်သက်ခါပွဲဆိုတာဟာခရစ်တော်ရဲ့သက်ဆွန့်မြတ်တာကိုအောက်မေ့စေဖို့ရန်ကောင်းကင်နိုင်ငံတော်တည်ချိန်မှာပြန်လည်အသက်ဝင်လာအောင်မယ်လို့ယုံကြည်သူများရှိပါတယ်။ဒီကျမ်းရဲ့အရှင်းလင်းဆုံးအ내အတိတ်ပဲကတော့ကောင်းကင်နိုင်ငံတော်မှာမင်းတို့နဲ့မဆုံမချင်းငါနောက်တဖန်ဒီခွက်ကိုမတော့ရတော့ဘူး။လောကဘဝလူဖြစ်စဉ်ကိုငါချမ်းရစ်ခဲ့ပြီလို့ဆိုလိုက်တာကတော့အမှန်ပါပဲ။ ရှင်မသက်ခရစ်ဝင်ခန်းကြီး26အငယ်30ထို့နောက်တည်ခြင်းဆိုကြပြီးမှသံလွင်တောင်သို့ထွက်သွားကြ၏ဘလောက်အထိယင်ဖိတ်တုံစရာကောင်းတဲ့မြင်ကွင်းလေလူကဘာလောကကိုအပြစ်ကနေရွေးနှုတ်တော်မူမဲ့သခင်နဲ့တပြည့်တော်တွေဟာကောင်းငင်ဘုံမှာတည်ရှိတဲ့အနန္တတကုရှင်ဖရာသခင်ရဲ့ဂုံတော်ကိုရှင်းမွန်ထောမနာပြုပြီးအနာဂတ်ကိုဆက်လက်ကြီးကဲရှောက်သွားနေခဲ့ပါတယ်ခင်ဗျာ နောက်ကျင်းအစီအစဉ်မှာရှင်မသက်ခရစ်ဝေကျမ်းခန်းကြီး26အခန်းငယ်31ကနေအခန်းငယ်85အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။